။တွင်ရပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။ဆ ्याम ကျူရဲ့အမတ်တရအပိုင်းနှစ်မှပြန်လည်ကျေးဇူးလိုက်ပါတယ်ရှင်။မြန်မာအခြေဝတ္ထုနိုင်ငံခြားအခြေဝတ္ထုမျိုးစုံဖတ်ခဲ့မှုတော့ကျမအနေဖြင့်အခြေဟူသည်ရနှံ့တင်းမွေသောပန်းချုံအောက်တွေဖြစ်စေ၊တာယာအေဂျင့်သည့်ခင်းရဲရောင်ညနေခင်းတစ်ခုတွင်ဖြစ်စေ။နေငွေများအုံဆိုင်နေသည့်နနေခင်တစ်ခုတွင်ဖြစ်စေလှပစွာတရှိနေလိမ့်မည်ဟုအထင်ရောက်ခဲ့ဖူးသည် သို့မဟုတ်လင်လဲရေခွေးငွေများဖြင့်အိစိန်ဆိုလက်နေသောတောက်လက်ဆဖြောရေဖန်ကွက်တစ်ခွက်အတွင်မှဖြစ်စေရေမွေးနှံတင်သောလက်ကင်ပွားတစ်ခုအတွင်မှဖြစ်စေရှိလိမ့်မည်ဟုအထင်ရောက်ခဲ့မှုသည်တကယ်တမ်းကျတော့အချစ်ဆိုတာအင်မတန်အောင် ဖွဲ့ရပါပဲလားပူလိုက်သောနှစ်နာရီအချိန်နေ့လေခင်တစ်ခုဤကြောက်မက်ဖွယ်ရနန်စော်လာသော လူသေးခွဲစိတ်ခံတစ်ခုရဲတွင် အချက်ဖြစ်တည်လာခဲ့သည် ဖော်မလင်စိတ်နဲ့နန်းဆို၍အော်ကလီဆန်ဖွဲရာခန္ဓာဗေဒခွဲစိတ်ခန်းထဲမှာဆီယာဆီယာမတို့၏ညံစမ်းမိကုံများထဲမှာလှပဆန်းကျဲသောအချစ်တစ်ခုစတင်ဖြစ်ပေါ်ခဲ့ရသောအကြောင်းလေးជីနူးဘွယ်လဲကောင်း၍ရေမောဘွယ်လဲကောင်းပါသည်။ကျမသည်ခန္ဓာဗေဒကို အလွန်မောင်း၏လငါလုံးမကထူသော Grey Anatomy ခေါ်စာအုပ်ကြီးကို၎င်းအမဲ့လွန်၍ပျော့ပြဲနေသောတင်းမွေးငပြောသည့် engine စရာအနံမျိုးနှင့် ပုတ်ဧည့်သောလူသည်အနှံ့ရောထားသည့်ခန္ဓာဗေဒခွဲစိတ်ခံ၏အနှံ့ကို၎င်းအသားပြင်များတစစီမှွားထွက်နေသောလက်များဖြင့်မျက်လုံးဟောက်ပတ်နှင့်လူသည်အလောင်းများကို၎င်းအလွန်ကြောက်တတ်သူဖြစ်ပါသည်။ကျမအလွန်ကြောက်လန့်တုန်လှုပ်သော ခန္ဓာဗေဒခွဲစိတ်ခံကိုတင်းဟင်းတနည်းချစ်ခင်လာအောင်စိတ်ဝင်စားလာအောင်မောင်ကဖြစ်ပြင်ပေးခဲ့သည်ဟုဆိုလျင်မောင်ကတော့ရေမောမြဲဖြစ်သည်။ဟုတ်သည်။ကျမသည်မောင်နှင့်ပတ်သက်ပြီးမှခန္ဓာဗေဒကိုချစ်တတ်လာသူဖြစ်သည်။ ခန္ဓာဗေဒခွဲစိတ်ခန်းသည်စာသင်ခန်းတစ်ခုထက်နှစ်ဆနီးပါးရှိလျောအခန်းကြီးတစ်ခုဖြစ်သည်ထိုအခန်းထဲတွင်စာသင်ကုန်ထမ်းများမရှိဇပွဲများမရှိလူသေးသေးမိခွဲစိတ်ရသောဂရင်ဟုကျမခေါ်သော ခုံမြင့်ရှည်များသာတစ်ဖက်တစ်ချက်တွင်တန်းစီ၍ထားသည်ကျောင်းသား၁၀ယောက်သို့မဟုတ်၁၂ယောက်ခန့်ပါဝင်သောအုပ်စုကလေးများကိုခွဲထားပြီးတပည့်လျင်ဆရာတစ်ယောက်ကခေါင်းဆောင်၍စာသင်ပေးရပါသည် ကျမတို့အဖွဲ့နှင့်မောင်တို့အဖွဲ့သည်အမြဲလိုလိုဟိုဘက်တန်းတိဘက်တန်းညဆောင်တို့နေရာလောက်တွင်ရှိနေတတ်ပါသည်ပထမတစ်နှစ်ခွဲလုံးလုံးတယောက်နှင့်တယောက်ဖားသည့်ဖားသာနေခဲ့ကြသောကျမနှင့်မောင်သည်ဒုတိယနှစ်ချမှအသိအမှတ်ပြုသောမျက်လုံးများနှင့်အစာပြုခဲ့သည်ကျမတို့တစုံတယောက်ကလှမ်းကြည့်နေသလိုခံစားရတိုင်းခွဲစိတ်ခုံပေါ်သို့ခေါင်းငုံကြည့်နေရကခေါင်းထောင်ကဟိုဟိုဒီဒီရှောက်ဖွေကြည့်မိတတ်သည် ထို့သောကြည့်မိတိုင်းလဲခလန်းလန်းမှကျမစီငင်းငင်းနေသောမောင်ကိုတအံ့တော်တွေ့ရသည် ပထမတော့ကျမမယုံမကြည်ဖြစ်မိနေသေးသည်။မောင်မြုံဝန်များကိုမြင်ရလျင်ရင်သိမ့်သိမ့်ခုန်သွားပြီးနှကန်းပြားများခြောက်သွေ့သွားသည်မှာကျမအလွန်တရာပြုတ်လန့်လုံလောကြောင့်ဖြစ်မှာပါ။မဟာကျမကိုလှမ်းကြည့်တာမှဟုတ်ရဲ့လားအနေနဲ့မသိမကြဖြစ်ခဲ့ရသေးသည်အဝတ်အစားများကိုဒုတိယနေ့ရောက်မှတက်တက်ရရဝတ်တက်ပြီးလှလှပပကြွကြော်လေးနေတတ်တည်မောင်းသည်အဝတ်အစားကပိုကေရောမျက်နှာမှာတနခါမရှိသောရုပ်ရည်နှစ်သက် ဆဲလန်းဖွေရတစိုးတစေးမှမရှိသည့်ကျမကိုဘာကြောင့်များစိတ်ဝင်တစားကြည့်နေရပါသနည်းအထိပယ်ဖွေရခက်သောမျိုးလုံးများဖြင့်ကျမမကိုလှမ်းလှမ်းကြည့်သောအခါမြုံဝန်းချင်းဆုံမိပြီဆိုလျှင်ရှက်တက်သောမောင်ကအရင်မျိုးလုံးလှဲလေးရှိပါသည်ဘာပဲဖြစ်ဖြစ်နောက်တော့မောင်စိတ်ဝင်စားသူမှကျမကိုအနေချင်းရိမ့်မိလာသည်မြန်မြန်ဆဆဆရိမ့်မိရအောင်လဲအချိန်နေမပေးပါဆရာဦးတမောင်ရင်ကစသိတ်မိပါသည် ဒီလိုနဲ့ခန္ဓာဝေဒခွဲစိတ်ခံရောက်တိုင်းစာသိမ့်မေးတော်ဆရာကိုမျက်နှာချင်းမဆိုင်မိအောင်ရှောင်ရတော့အလုပ်အပြင်မောင်နှင်မျိုးလုံးချင်းစုံဖို့ခက်ရှိရှိဖြင့်စူးစမ်းရတော့အလုပ်တစ်ခုပါပူလာသည်တခါတခါကြတော့အရက်ပူတော့ကျမသည်ကျမတို့လူအုပ်ကြားတွင်ပြောက်ကွယ်နေသည့်အခါအရက်ရှည်တွေ့တော့မောင်းသည်ပင်လင်းခြေဖျားထောက်ရထောက်ရကြည်ရတပါသည်တခါတလေတော့ဆရာဦးကိုလေးကအဖွဲတစ်ခုခုသို့ဝင်ရောက်လာပြီးစာတင်ခြင်းတစ်လှည့်စာမေးခြင်းတစ်လှည့်ပြုလုပ်တတ်သည် တနေ့တိုင်းခန္ဓာဗေဒသင်ခန်းစာများပြီးစီးနေသောចောင်းသားចောင်းသူများဆရာအနည်းတို့ရောက်သွားတတ်သည်ဆရာစကားကိုအလုံးဝိုင်းပတ်နာထောင်တကြသည်ထိုအခါမောင်အားလည်းဆရာရှိရာသို့လာ၍နားထောင်တတ်ပါသည်မောင်အာယုံကဆရာစီမှာရှိခြင်းရှိနိုင်ပြီဖြစ်တော်လဲမောင်မျက်လုံးကတော့ကျမစီမှာပဲရှိနေတတ်သည်ကျမရေခြင်းသည့်အခါမောင်စီမှာမျက်လုံးလှက်ပြစ်ကကြိတ်ရဲလေးရှိပါသည်ကျမပြုံးရဲ့လျင်မောင်ကလည်းရှက်တလို့မချိုမချင်းပြုံး၍မျက်နှာချက်ချင်းလှက်ပြစ်တတ်ပါသည် တခါတော့ကမောင်နှင်းကျမတယောက်နှင်းတယောက်မျက်နှာချင်းဆိုင်အကာအကွယ်မရှိခက်လန်းလန်းမှတရှိနေခဲ့ကြဘူးသည် မောင်နှင်းတိတ်တွဲသောမောင်တငယ်ချင်းအန်ဂျိုဟာတမင်တကာမောင်ရှိသူဝင်ရပြီးမောင်မြင့်ကွင်းကိုကွက်ပစ်လိုက်သည်။မောင်သည်အလွန်တရာချစ်ဖို့ကောင်းအောင်ရှက်ရရဲလျက်မောင်တငယ်ချင်းကိုရှေ့မှတွန်းဖယ်ထုတ်ပစ်ခဲ့ဘူးလေသည်။အဲဒီတော့ကကျမရှက်လဲရှက်ပျော်လဲပျော်ပြီးမောင်ကိုလည်းနင့်နင့်တက်တဲချစ်မိနေမှပထမဆုံးအကျဉ်းဂရုပြုမိခဲ့ပါသည်။မောင်ကိုချစ်မိပြီးဟုကိုကိုကိုဝန်ခံလိုက်ရသောနေ့ကကျမအကြီးအကျယ်တောင်းလှုပ်သွားပါသည်။ဘာကြောင့်ချစ်မိမှန်းလဲမသိကြတော့ကြောင်းအနေငယ်နားမလည်နိုင်ပါ။ မောင်အပြုတ်မူနေထိုင်ရအစကျမအသေးစိတ်ချစ်မိသွားတာကတော့အလွန်တေချာပါသည်မောင်ပထမနှစ်ကလေးကကျမတငယ်ချင်းခင်ဆန်းဝင်းကခဏခဏပြောလွန်း၍မောင်နမဲကိုကျမသိခဲ့ရပါသည်ခင်ဆန်းဝင်းကအကောင့်ပြောချင်မဟုတ်ပါအတင်းအုပ်ချင်တာဖြစ်သည်မောင်ကိုခင်ဆန်းဝင်းကဟင်ရင်ဒူနန်နှင်းဟုခေါ်ပါသည်ဟင်ရင်ဒူနန်တစ်သည်အဲ့ဒီတော့ကခင်ဆန်းဝင်းနဲ့ရေးစားမဖြစ်သေးတော့ကျမတငယ်ချင်းဝင်းမြင့်ထွန်ဖြစ်ပါသည်ချက်ချင်းနည်းနဲ့မဆိုင်ပါစာသင်ဒူးလှုပ်ချစ်လှုပ်လှုပ်တတ်တော်ကြောင့်ဖြစ်သည် နောက်ခုံတန်းကတစ်ချိန်လုံးလှုပ်နေသောအခါသူမ၏ခုံအားပါလိုက်လှုပ်၍မူးနောက်လာသည်ဟုခင်ချန်းဝင်းကစိတ်တိုသဖြင့်ပြောပြပူသည်အဲ့ဒီတုန်းကတော့ကျမနဲ့မောင်တစ်ချိန်ချိန်မှာပတ်သက်လာလိမ့်မည်ဟုဘသူမှမထင်ခဲ့ကြပါကျမနဲ့မောင်ရေးစားဖြစ်သောအခါမောင်ဒူးလှုပ်ရင်းကျမကမောင်ကိုဆက်စိတ်တက်သောကြောင့်မောင်အနှင်းငယ်ထိမ့်ချုပ်လာသည်သို့သောဖေးရိုက်နေရင်တစ်ခါတခါလှုပ်နေတတ်ပါသေးသည် ကျမပြောချင်တာကကျမဘလို့မှမကြိုက်တော့အချင်းစိုးတစ်ခုမောင်းစီမှာရှိနေလျက်နဲ့ထိုအချင်းစိုးကိုပင်ချစ်စပွဲဖြစ်လာအောင်မောင်းကကျမအပေါ်လွှမ်းမိုးနိုင်ပြီဆိုတာပါပဲနောက်ပင်ခန္ဓာဘေးကခွဲစိတ်ခံမှာလက်တွေခွဲစိတ်ရလျင်တန်းလုံးဂျူတီကုတ်အဖြူဝေးရသည်ဂျူတီကုတ်မပါလာလျင်ဌာနမှုဆရာဥက္ကမောင်စိန်ကအခန်းထဲမှထွက်သွားခိုင်းပါသည် ဒုတိယနှစ်မှာဂျူတီကုတ်ကဖက်ရှင်တစ်ခုဖြစ်သဖြင့်လူတိုင်းကော့ပြန်နေအောင်မိဖို့ထိုးပြီးတတ်တည့်ရဲ့ဝတ်ကြထားသည့်အထဲတွင်မောင်ရောကျင်းမွားနေသောအင်ကြီးဖြင့်တစ်ခါတခါတွေ့ရသည်ရှော့ဖို့ပြီးမိဖို့မတိုက်ရသေး၍ကျင်းမွားခြင်းမျိုးမဟုတ်ပါလုံးထွေးဖြစ်တင်ထားပြီးကျင်းမသောပုံစံသာဖြစ်ပါသည်ဘာပဲဖြစ်ဖြစ်မောင်ကြတော့ချစ်ဖို့ကောင်းတာပါပဲတခြားသူများဂျူတီကုတ်ကိုပခုံးပေါ်တင်ထားလျင်ကျမကြည့်မရတော့လဲမောင်ကြတော့ကျမသိကြည့်ကောင်းနေတတ်ပါသည်အချစ်ဆိုတာမျက်နှာလိုက်တတ်သည် ။ဆေးချောင်းသူဆေးချောင်းသားများ၏ရုပ်ရည်ကိုကျမကသုံးမျိုးသုံးစားခွဲထားသည်။ချောင်းမောလှပခြင်းနှင့်မဆိုင်ပါ။တချို့ချောင်းသားများသည်ချောင်းသားမောမှာကဆရာဝန်ရုပ်ရှိနေတတ်သည်။တချို့ချောင်းသားများသည်ဆရာဝန်ဖြစ်ပြီးလျှင်တော့ဆရာဝန်နှင့်တူလာမည့်ရုပ်ရည်ရှိသည်။တချို့ချောင်းသားများသည်ဆရာဝန်ဖြစ်ပြီးတည်သည့်တိုင်အောင်ဆရာဝန်ရုပ်တစ်စက်မှပေါ့မည်မဟုတ်။ဤသုံးမျိုးကိုကျမကဥပမာအဖြစ်ပြပြပို့သည်။ဥမာဘောဟာခင်သွဲသိန်းကိုကြည့် သူဆိုရင်ဆောင်းဝင်မဖြစ်သေးဘူးဆောင်းဝင်နဲ့တူနေပြီမဟုတ်ဘူးလားသူကနံပါတ်1အမျိုးသားထဲမှာဥမာနင်းတို့နှစ်ယောက်ခင်ဆောင်းဝင်နဲ့မထင်းဝင်တို့ကိုဆိုလိုပါသည်အခုဆောင်းဝင်ရုံမထွက်သေးဘူးဒါပေမဲ့နင်းတို့ဆောင်းဝင်ဖြစ်ရင်တော့ဆောင်းဝင်ရုံထွက်လာမှာသိကြတယ်အားကိုချင်းစရာပေါ့ဟဲ့နင်းတို့ကနံပါတ်1အမျိုးသားဟာဒါဖြင့်နံပါတ်3ကရောဟုမေးလိုက်တော့နံပါတ်3ကတော့ငါပေါ့ဟဲ့အခုလဲဆောင်းဝင်နဲ့မတူဘူးဆောင်းဝင်ဖြစ်လဲတူမှာမဟုတ်ဘူးကျမတို့၃ယောက်လုံးရေမောမိကြပါသည်။ယောက်ျားတွေရတော့ဟုတ်မိကြပြန်သည်။ ကျမကမျက်နှာတီတီနဲ့ဖြေပါသည်အေးဝင်းမြင့်ထွန်းကတော့ငါလိုပဲဟာရှောင်းဝင်းဖြစ်ပြီးလဲရှောင်းဝင်းနဲ့တူမှာမဟုတ်ဘူးခင်ဆောင်ဝင်းကကျမကိုမျက်ဆောင်ထိုးတာမသိချင်အောင်ဆောင်ထားသည်အေးလာဆုံးညွန်ကတော့ရှောင်းဝင်းဖြစ်ပြီးရင်ရှောင်းဝင်းကိုပေါက်လာမှသိကြတယ်မထေဝင်းဆက်ဖြည့်ဖြည့်နဲ့ရေဒီကိုကျမမသိချင်အောင်ဆောင်ရပြန်သည်ရှောင်းဝင်းမဖြစ်ခင်ကတည်းကရှောင်းဝင်းနဲ့တူနေတာကတော့ယောက်ျားလေးတဲ့တယောက်ရှိရဲ့ဘသူရော လိန်တူမိကြသည်ကျမခက်တီတီမျက်နှာထားဖြစ်အောင်ကြိုးစားလျက်မောက်နမဲကိုဖြေလိုက်သောအခါနှစ်အောင်လုံးကကျမကိုဝိုင်းဆဲကြတော့သည်ကျမ၏တွေ့တာမြင်နှုံးမှုကိုပထမဆုံးမောင်ရိပ်မိသွားသောနေ့ကိုကျမတို့နှစ်ယောက်လုံးအမှတ်ထိထင်သတိကနေကြသည်တ िश ူးပေဒ histology အခန်းထဲမှာဖြစ်သည်လူပေါင်း140ချောရှိသည့်အတွက်အဖွဲခန်း၍အခန်းနှစ်ခုမှာစတင်ကြရပါသည်ကံကောင်းထောက်မစွာမောက်နံပါတ်သည်ကျမတို့၏အဖွဲနှစ်ထဲသို့ကပ်ပါလာခဲ့သည်ယုံတော့ ကျွန်းစပွဲကဲ့သို့အရှိများတစ်ခုနဲ့တစ်ခုနီးဆက်စွာဆက်၍ခုံတန်းရှိကြီးဖြစ်အောင်လုပ်ထားပြီးဘေးနှစ်ဖက်တစ်ချက်တွင်တန်းတန်းစီအလေရင်တန်းအလျားလိုက်သုံးတန်းခွဲ၍လက်တွေ့လုပ်ကြရသည်မောင်သည်ဝင်းပေါင်းဘတ်မဟုတ်သောပဒင်းနိုင်ငံကအတန်းတွင်ရှိပြီးကျမကအလေစပွဲကန်းတော်တွင်ဖြစ်သည်အနုကြည့်မှန်ပြောင်မိုက်ခရိုစကုပ်များကိုပဒင်းပေါက်များရှိသောအဘက်သို့လှည့်ထားသောကြောင့်မောင်သည်ပဒင်းပေါက်ကိုမျက်နှာမူလျက်အကျမအောင်နောက်ကျောပြလျက်ရှိပါသည် ကျမဒီအလဲခုံတဲ့မောင်းနောက်တက်တဲ့မှာမောင်ရှိရာဘက်သူမျက်နှာမူလျက်အခန်းဝင်ပေါက်များကိုကြော်ပြလျက်ရှိသည်ထိုနေ့ကမောင်သည်ယောက်ျားလေးတယောက်နှင့်မိသုံးမမတက်ဆိုင်သောနင်ညိုရောင်အင်းကြီးလက်ရှိအနှဲ့ရောင်များနှင့်နင်ညိုရောင်ဘောင်းမီတို့ကိုဝတ်ဆင်ထားခဲ့သည်ထိုဝတ်ဆောင်မှာတတိယနှစ် MP ရောက်သည့်အခါဖယ်ရှုံသွားသည်မောင်သည်စလိုက်ပြားကိုကြည့်နေရမှတစ်ချက်တစ်ချက်ကောင်းကောင်းရဲ့ကျမကိုပြန်ပြန်လှည့်ကြည့်နေပါသည်မောင်တစ်ချက်ကြည့်လိုက်တိုင်းကျမနှလုံးသားအတိတ်ခနဲ့စောင့်တိုးတတ်သည် ကြာတော့ကျမမျက်နှာပုံလေးလာပြီးမောင်ကိုမကြည့်ပဲမိုက်ခရိုစကုပ်ကိုတက်တဲမဲမဲကြည့်နေခဲ့တယ်ကျမဒီအတော်ဥကြောင်းကြောင်းနိုင်ပြီစလိုက်ကိုကြည့်နေပြီဘာမှမမြင်ရဒီမှာကျမမျက်စိများရှက်စိတ်ဖြင့်ပြနေတော့ကြောင်းဟုထင်ခဲ့တယ်အနည်းငယ်ရေမောစရာကောင်းသွားတော့အဖြစ်ပြက်တစ်ခုကန်ဆိုးစွာမောင်းရှိမှဖြစ်ခဲ့တယ်ဘယ်နဲ့လဲတွေ့ရလားချတဲ့ဆရာချုံကခိုင်ကကျမနောက်နာသူရောက်လာသည်ဟွန်းဟွန်းကျမရိုးသားစွာဖြစ်ပါသည်ဆရာကကျမ၏မိုက်ခရိုစကုပ်ကိုငုံကြည့်သည် ထုံနာဟက်နေရလျက်ကျမ၏ကောင်းကိုလက်ခောက်ဖြင့်မနှက်အောင်ခပ်ဖွားဖွားထူသည်ကြည်စံမင်းစလိုက်ထဲမှာအလင်းရောင်မှမဝင်တာဘယ်နဲ့လို့မြင်ရမလဲဒီရှေ့အမှန်ကိုဒီလိုရွှေ့လေမင်းပဲဆက်ရောက်နေရကျမအရင်ရှက်ကရေရမလို့ငိုရမလို့ထူပူသွားလေသည် မောင်ကနောက်ကျောပေးထားနေရမှလှဲ့ကြည့်၍သူ့ထုံဆန်အတိုင်းမချုံမချင်းပြုံးနေသည်ဆရာပြောစကားတိုးတိုးလေးပဲမောင်နှင်းကျမအဘေးကနှစ်ယောက်နှစ်ယောက်တော့လုံလောက်စွာကြားရပါလိမ့်မည် ပြောင်းနေသောမောင်ကိုအမြင်ကက်ကက်နဲ့မျက်စောင်းထုတ်ပြလိုက်မိတော်သည်။ဤအဖြစ်ပြက်နှင့်ပတ်သက်၍နောက်ပိုင်းကျတော့မောင်ကကျမကိုမကြာခဏစတတ်သည်။ကောင်မလေးတယောက်ငါ့ကိုရှိတ်နေရနဲ့ပဲမိုက်ခရိုစကုပ်တောင်မချိန်တတ်တော့ဘူး။ဟာဘာမှလည်းမသိဘူးမောင်နော်။မောင်ကကျမဆဲဆိတ်မိလက်ကိုဖမ်းဆွဲထား၍တဟဟာရေမောလေးသည်မောင်က scholarship ရသူဖြစ်သည် ကျမက stipend ရသူ တခါတည်းရန်ငွေသိန်းဌာနတွင်ငွေလာထုတ်ရင်ကျမတို့နှစ်ယောက်စုံတက်သည်မစုံလျင်လဲစုံအောင်မောင်အားဖြစ်စေကျမအားဖြစ်ဖြစ်ဖန်တီးတပါသည်တခါတော့မောင်အားညစ်သည် stipend စာအုပ်သည်မောင်နှင့်လည်းမဆိုင်ပါပဲနှင့် scholarship ပါစာအုပ်အောက်ခံတွင်ခံ၍မောင်အေးဆေးဆေးစာရွက်ဖြစ်နေသည် ်ကျမမအောင်ဘာမှမပြောရတော့ကြောင်းမောင်မြမြန်ပြီးရေထွက်သွားရင်သာစိတ်ဆောနေသည် မောင်သည်တစိကောင်းကတားလဲအချားကြီးဖြစ်နေသည်လက်မှတ်ထိုးတော့လဲအချားကြီးကျမမျက်နှာကိုတစ်ချက်မှလည်းလှက်မကြည့်ထို့နောက်စာအုပ်ကိုဝန်ထမ်းစီလှမ်းပြတော်သည်စတိုင်ပင်စာအုပ်ကိုပါတထထဲပေးလေသည် ကျမမကိုအမြင်ကက်လာပြီနောက်တော့ဝန်ထမ်းစီကတစ်ခါပြန်တောင်းယူရသည်ကျမရှောင်ရဲဖြစ်နေစဉ်မောင်ကပတ်စံထုတ်ပြီးပြန်ထွက်သွားဖို့ပဲရှိသည်မဟုတ်လား သို့တော်မောင်မပြန်သေး။စာအုပ်လှန်၍ကျမနာမည်ရှာနေစဉ်မောင်ကစာအုပ်ထဲငုံချသည်။ဘသူရောထုတ်ပြီးပြီဘသူရောမထုတ်ပါသေးဘူးဘသူစတိုက်ပန်ဘသူစီဖဲပုံရိုက်ထားတာစသည်ဖြင့်မောင်ဘေးရပါလာသူကိုရေရေမောမောပြောနေသည်အင်တန်ရဲ့တင့်တီမောင်မှာကျမကလည်းခန်းခန်းလန့်ကဆိုရင်သာမောင်ကိုကြည့်ရဲသူအနည်းကနေလေမောင်ကိုမော်ရွေးပေမကြည့်ရဲသူကျမကြောင့်လေမောင်ကရဲတင်းလေဖြစ်မှာမောင်မကောင်းတော့ ်မောင်ကကျမနဲ့ပတ်သက်ရင်ညံလေးများတတ်သည်ကျမကမောင်ကိုမမြင်ချင်အောင်ဆောင်၍မမြင်မဲမနေရအောင်လဲမောင်ကကြံတတ်သည်ခန္ဓာဘေးကလူတွေ့စစ်စစ်သည့်တပတ်တစ်ခါလောက်စစ်တတ်သည် ခန္ဓာဗေဒခွဲစိတ်ခံအခြေကြီးရဲ့မှာဆရာနှစ်ယောက်စီခွဲပြီးအဖွဲ့၅ဖွဲ့၆ဖွဲ့ထားရဲ့တယောက်ချင်းစစ်ဆေးလေးရှိပါသည်ခုံနံပါတ်များကိုလည်း၆အုပ်စုလောက်ခွဲလိုက်တော့အခါခုံနံပါတ်နောက်ကျသူများလည်းအဖွဲ့၏ထိတ်ဆုံးမှ ရောက်၍ဖြည့်ပြီးခြင်းပြီးသွားပါသည် မောင်ကအရင်ဖြည့်ပြီးသွားလျင် ကျမစာချက်နေသောဇင်းကြံလမ်းနှင့်ခောက်တုံခောက်ပြန်လျှောက်တတ်ပါသည်အလိုလိုမှစားမရသေးကြတဲ့သူကအဲ့လိုရှောက်ရကြည့်ပြီးဆိုတော့အခါဖနဲ့လှုပ်ပြီးစားတဲ့စိတ်ထဲရောက်တော့မှပါလေ နောက်ပြီးကျမဖြေဖို့အလှည့်ရောက်လင်းမှန်ပရင်ပေါက်နောက်ွယ်ခလန်းလန်းမှစိတ်ပူသလိုကြည်နေတတ်သည်။မောင်ကြည့်နေရမြာကျမရှာရဲကတောင်းငင်းနေဖြေမိလင်းဘယ်တော့မှအောင်မမဟုတ်။ဆရာမျက်နှာကိုသာကြည့်ရဖြေရသည်ဒုတိယနှစ်တစ်နှစ်ခွဲလုံးလုံးအပတ်စဉ်ခန္ဓာပေကလူတွေ့ဆောင်မှုပွဲများစွာရှိသည့်အတွက်မှတ်လောက်သားလောက်အောင် မောင်ရောကျမရောတပြိုင်နက်တည်းကြပူပါသည်ကျမတို့ကြောင်းဤထုံးစံအိမ်ကခန္ဓာပေကကြောင့်ညတင်မုံတွင်ဆာရွက်ကပ်ပြီးအောင်စင်းထုတ်ပြန်ပေးပါသည် မနေ့ဖြစ်ရင်ညနေဆိုကြောညာဆောင်ရက်ကပ်ပြီးနေပြီထိုဆိုင်ရက်တွင်နှမျိုးသာပါ၏ထူးခြားစွာဖြစ်နိုင်သူများဟူသော အုပ်စုနှင့်စူးစမ်းရန်လိုသေးသူများဟူသောအုပ်စုဖြစ်ပါသည်ကြံအလဲလက်များကိုကြောညာတင်မုံနိုင်မကပ်ပေးပါအဝန်ကြာကောင်းလောက်အောင်ဘယ်တော့မှမကြဘူးသောမောင်းနမဲနှင့်ကျမနမဲကိုအထက်အောက်တွေ့ရသည် ကြိုးစားရန်လူသေးသူများအောက်တွင်ခုံနံပါတ်အကြောင်းသားနာမည်ဖြေဆိုသောဆရာနာမည်ထိုနေရာမောင်သည်ဆရာမတော်မင်းမြင့်ဝင်းနှင့်ဖြေရပြီကျမကဆရာဦးထင်အောင်နှင့်ဖြေရသည်အဲ့တော့ဖြစ်နိုင်လင်းအဲ့ဒီဆိုင်ဝဲကလေးကိုစုပ်ခွာ၍တင်ထားလိုက်ချင်ပါသည် မောင်အောင်ပြပြတော့မောင်ကရေမောပြန်ပါသည် တော်တော်စိတ်ကူးရင်ပါလားတဲ့ တိတ်ဆိတ်ကိုရင်တက်တော့ကျမကိုမောင်ပေးတော့ပထမဆုံးရေးစားစာမှာအခန်းနံပါတ်မပါပဲကျမအဆောင်တို့ရုတ်တရက်ရောက်လာခဲ့သည်ကျမနာမည်နောက်တွင်ခွင်းစာခွင်းပိတ်နှင့်မြို့နာမည်အတန်းတို့ထည့်လိုက်ရုံဖြင့်ကျမစီရောက်ပါသည်ကျမမှတ်မိသလောက်ရာပြည့်ကွင်းတွင်ကျင်းပသည့်မူရစ်စေဝါပြပွဲရှိ စေတက္ကသိုလ်ပြခန်းတွင်ကျမတို့တာဝန်ကျသည့်ညဤနောက်တစ်ပတ်တိတိအကြာရင်ဖြစ်သည်သူနင်းညာကညနေ9:00မှည7:00အထိမောင်နှင်ကျမနီးကပ်စွာရှင်နေခဲ့ပါသည် ကိုရင်မေးပြီးတွေ့ရင်သိအောင်လွမ်းပြတတ်သူဟုပထမဆုံးအကြိမ်ကျမနာမည်ပေးမိသောညလည်းဖြစ်သည် မောင်သည်ဆိုင်ရေးမညံ့ပါသို့တော်ဆိုင်ရေးကောင်းသူတဦးလည်းမဟုတ်မောင်စာကိုဖတ်ပြီးထိုညကကျမအိတ်မပြောပါအယံပြောင်းနေသောကြောင့်ဖြစ်သည်စာကတမျက်နာပဲမပြည့်တတ်ပါကျမကိုချစ်မြတ်နိုးမိသည့်အကြောင်းကိုရိုးရှင်းစွာပင်ရေးသားထားသည်မောင်လက်မှတ်ကိုကျမအကြောင်းခေါ်ချင်းစာရွက်လက်မှတ်များတွင်မှတ်မိနေလို့သာပေါ့ မောင်ဟာစာအုပ်ချိန်တွင်နာမည်လေးမျှပင်ရေးပေါ်မရခြင်းတငယ်ချင်းများကိုမောင်ပထမဆုံးစာရလျင်အေးတိုင်းမီဟုဂတိခံပြီးဖြစ်တော်လဲထိုအချိန်က February လကြီးဖြစ်သည်ဖြင့်အချိန်နည်းအရစီချက်ခေါက်ဆွဲတပွဲစီကျွေးလိုက်ရပါသည်မောင်စာရကလေးကကျမစာပြင်ခြင်းလာပြီကျမကလုံးဝမမှုန်တတ်သူဖြစ်ပါလိမ့်မည်တငယ်ချင်းများကတားထား၏အခုချက်ချင်းစာရအခုချက်ချင်းစာပြန်လို့ဘယ်ဖြစ်မလဲ။နင်ကလေမင်းကလေးဆိုတာမူရတယ်တဲ့။ဘာညာအကြံပေးကြသည် ကျမစိန်ကိုကိုယ်ကောင်နေအောင်ထိန်းချုပ်ရေးတငယ်ချင်းများ၏အမင်းအေးကဒုတိယ MB အတန်းတွင်ဆောင်းမိုးဘွဲကြီးအပြီးအောင်စင်းရထတော်နေရစာပြန်လိုက်လေသည်စာပြန်တော့လေမောင်အခက်နံပါတ်ကိုကျမမသိအောင်ဆန်းဆောင်မှန်းတာသိသည်အဲ့ဒီတော့ကမောင်အဆောင်နေနေသေးသည်မောင်စာထည့်တယ်လို့မောင်နမရဲ့နောက်ကခွင်းစာခွင်းပိတ်ထဲမှာမောင်မြို့နမနဲ့မောင်အတန်းတို့ကိုရေးပေးလိုက်သည်နောက်တနေ့စီစွားဆောင်တို့မောင်ရောက်လာပါသည် ကျွန်မအဲ့ဒီနေရာမောင်းကိုဆင်းတွေးဖို့ဝင်းနေ20လောက်စဉ်းစားယူရသည်ကျွန်မမောင်းကိုမျက်နှာချင်းမဆိုင်ရလောက်အောင်ရှက်နေခဲ့ပါသည်အချစ်ဟုသည်ရှက်စရာဟုကျွန်မမထင်ခဲ့ဘူးတော့လေမောင်းကိုချစ်တယ်ဟုသောစကားလေးတစ်ချောင်းရေးလိုက်မိတော့ကြောင့်ကျွန်မမျက်နှာပူနွေးခဲ့ရသည်အဆောင်ရှိကဗန္ဒာပင်အောက်တွင်မောင်အကြာကြီးရက်ဆောင်နေခဲ့သည်ကိုကျမအခန်းပတင်းပေါက်မှချောင်းကြီးရင်ခုံပေါ်ပန်နေသည်ဘလုံးမှစ조사အတင်း၍မရသောအခါတငယ်ချင်းကိုစာတိုလေးရေး၍တော့ပြေးခိုင်းလိုက်ရသည် မောင်တိတ်ဆဆူတဲ့မျက်လုံးတွေအောက်မှာမောင်ကိုကျမလာမတွေ့ရဲဘူး။မနေ့ဖြန်ညနေ၄နာရီကျမပြန်မှာခစ်တရာမန်ကာခင်ကို၂နာရီလောက်လာခဲ့လေ။အိတ်ကျမပဲတွေ့ရအောင်နော်။ကျမရှက်တယ်။ဟုတ်ရေးလိုက်တော့စာတို့ကလေးကိုမောင်ဖတ်နေသည်ကိုကျမရင်ခုန်ကြည့်နူးစွာချောင်းကြည့်နေမိသည်။မောင်နှုတ်ဆက်၍ထပ်သွားမှ ကျမငိုချင်တယ်လို့လို့ခံစားလာလိုက်ရသည်။ငမသွားပြီလားဟုတ်အထက်ထက်အခါခါစဉ်းစားပြီး ကျမစိတ်ဆင်းရဲနေသည်မှာ တညနေနဲ့တနေ့ဖြစ်ပါသည်မောင်စိတ်ဆိုးမာရောလဲအဲ့ဒီကလေးကစိုးရင်ပူပန်တတူပါကွယ်မောင်ကျမချစ်သူအဖြစ်သတ်မှတ်သည့်နေသည်ပင်ကျမနဲ့မောင် တနေ့စီခွဲရမည်နဲ့ဖြစ်ခဲ့သည်ဤဒီမှာကျမတို့နှစ်ဦးအတွက်မကောင်းသောနမိတ်ဆိုးဖြစ်ဟန်တူပါသည်။မောင်အနေနဲ့တော့မသိ။ကျမအနေနဲ့တော့မောင်ကိုခွဲခွာရသည့်ဝေဒနာနှင့်ပထမဆုံးကြုံမိစေသောကိုကိုကိုသာ ထက်တလဲလဲအပြစ်တင်လျက်ရင်နာမဆုံးဖြစ်ရသည်။ဘာကြောင့်များចောင်းပြန်ဖွင့်ပြီးပြန်ဆောင်ရတဲ့နေ့ကိုမရွေးမိတယ်လေနော်။ကျမပြန်မိနေကအချင်းဒီအတိုင်းမောင်နေ့လဲနှစ်နာရီခရေကစောင့်နေပါသည်။ ကားကိတ်ကလူရှုပ်သဖြင့်ပစ္စည်းများနေရချပြီးနောက်ဈေးကြုံနာလက်ဖက်ရည်ဆိုင်တစ်ခုမှာကျမတို့နှစ်ယောက်တွေ့ကြသည်နှစ်ယောက်ထဲတွေ့ရတော့လဲရှက်နေခဲ့တာပါပဲမောင်ကလည်းရှက်နေပြီကျမကိုတက်တယ်မကြည့်ကျမကလည်းရှက်နေပြီမောင်မျက်နှာကိုတက်တယ်မကြည့်လက်ဖက်ရည်ပုဂံများကိုသာငုံဆိုင်ကြည့်ပြီးတောက်လဲမတောက်ကြပါဆာရေးနော်ကျမကောင်းငိမ်ပြလိုက်ပါသည်ကောင်းငိမ်ပြလိုက်တော့လဲကျမမောင်းလိုက်စာအောင်မသိမေးဖို့တတိရတော့လဲစကားမဆိုရဲပါမောင်ကလည်းမိတ်နေသေးသည် တော်တော်ကြီးကြာမှအเจ้าဖွင့်ရင်ချက်ချင်းပြန်လာနော်သိလားဟုဆိုပြန်သည်ကျမကလည်းခေါင်းကိုသာနှိမ့်ပြလိုက်ပြန်သည်ထို့နောက်အကြာကြီးတိတ်ဆိတ်သွားပြန်သည်မောင်ကကျမမျက်နှာကိုငဲ့ဆောင်ကြည့်လျက်နိုင်ရန်ကစတီရီယိုတချင်းတိတ်ခွေကြော်ညာပိုစတာများကိုစူးစူးဆိုက်ဆိုက်ကြည့်လိုက်ဖြင့်အနေရခက်သလိုဇပွဲကုံကိုလက်ချောင်းကလေးများဖြင့်အတန်မညီမညာခောင်းနေသည်เจ้าပြောင်းဖွင့်လို့ပြန်တွေ့ရင်ရောရှက်နေဦးမှာပဲလား မောင်ကအနေငယ်ပြောင်းရင်မေးပြန်သည်။ကျမခေါင်းငိမ့်ပြလိုက်တော့အခါမောင်ကကျမကိုမျက်မှောင်ချုပ်ပြသည်။အေးအေးခေါင်းမငိမ့်နေသိလား။မောင်အနေငယ်ရဲတင်လာဟန်သူသည်ကျမဘက်သို့ကို ကိုကိုင်းရဲ့မျက်နှာကိုအသေးချံငုံကြည့်ရာတကယ်ဆိုတရက်နဲ့ရမြနေပါအောင်လား။ဘာဖြစ်လို့ဒီလောက်အစောကြီးပြောင်းချင်ရလဲ။လိုင်းရမဲ့သူရှိနေလို့လား။အိုးကျမမောင်ကိုအလန့်တကြားမောချင်မိသည်။ဟွန်းဘာဟင်အင်းလဲ။မရှိဘူးလို့။ဘာမရှိရလဲ။ လွန်ရမယ်သူဆိုတာမယုံရပါဘူးလေအဲ့လိုမပြောပါနဲ့မောင်ကတပြင်းတစ်ချက်ရှိုင်းပြီးကျမလက်မနိုင်ကိုလှမ်းကြည့်သည်ထိုနေ့ကဘာရမှန်းမသိပဲကျမကားပေါ်တက်ပြီးကားဘေးမှာမတည့်ရနေတော့မောင်ကိုကြည့်ရင်အလွန်အမင်းငိုချင်လာသည်စိတ်လွတ်လပ်လွတ်ပျော်တင့်သောအချိန်၌မောင်မျက်နှာချုံးနေရသည်မှာ အချိန်အခါမရွေးတတ်သောကျမကြောင့်ဟုမိမိကိုယ်ကိုမိမိအဖြစ်တင်မိသည်ညချရင်ချမ်းမှာနော်အနှွေးရထုတ်ပေးပြီလား ောင်အဆွေရင်တကြည်မေးလေသည် လမ်းမှာစားဖို့ဟုမောင်ဝင်ပေးလိုက်တော့၃၅ဒစိမ့် golden puff မုတ်ထပ်ကို ပေါင်ပေါ်မှာစော်ကစားရင်းမောင်ဝင်ကောင်းမြင်ပြလိုက်သည်တစ်ချိန်ထဲမှာပင်မောင်နှင့်မခွဲပဲမောင်ဘေးမှာရက်နေခဲ့ခြင်းစိတ်ကကျမတကိုယ်လုံးနွမ်းဖြော့လာစေခဲ့သည်ပရင်းဖွင့်ပြီးအိတ်မပြောနေနဲ့တိလားဟိုမရောက်ခင်ဖြားနေအောင်မယ်ကြောက်ရကြလားကြားပါရဲ့ ဖြင့်ဘလိုကဘလိုမျက်ရည်ကြမှန်းမသိတော့တတိယသည့်အခါမျက်ရည်ဇမန်းမုံထုတ်ပေါ်တို့လွင့်စင်ကြလာပြီဟောဗျာမောင်ပြာရခတ်သွားသည်ကျမဤပဒင်းပေါင်ပေါ်လက်တင်လျက်ဘာဖြစ်လို့ငိုရလဲသူများရင်မြင်ကုန်ပြီမရှောက်ဘူးလားကျမမျက်ရည်ကိုမောင်လက်ဖြင့်တုပ်ပေးဖို့မောင်မမီပါမောင်လက်ကင်ပေါ်အားဖြင့်တုတ်ရအောင်ကလည်းမောင်ရောကျမရော လက်ကင်ပေါ်ကကင်တတ်သူများမဟုတ်ကြပါမငုံနဲ့နော်တလားဆိုတာဘာမှမကြောက်ခဏလေးရဲ့ ပဒင်းမောင်ပေါ်မှာကျမလက်များကိုခပ်ဖွားဖွားဆုပ်၍ကျင်နာစွာနှစ်သိမ့်ခဲ့ရလေသည်။မောင်မစင်းစားမိဘူးလားကွယ်။မောင်နှင်းတလားလောက်ခွဲရမှာဟုတ်ပဲ။မျက်ရည်ချမိအောင်ဝမ်းနဲ့ထိခိုက်လွယ်တော့ကျမသည်။မောင်နှင်းတသက်လုံးခွဲရလျင်ဘလို့များနေခဲ့ပါမလဲ။မောင်နည်းနည်းမှပြန်မငဲ့ကြည့်မိဘူးလား။အမှန်ကတော့အလုံးကျမအမှားသာဖြစ်သည်။ မောင်မရှိတော့မန္တလေးနဲ့တာဝန်တွေအမှုကိစ္စတွေကိုဖြစ်ပယ်လျက်မန္တလေးသို့လာခဲ့ခြင်းဒီလဲကျမအမားမောင်နဲ့အတူစားနေကြခောက်ဆွဲဆံတို့တယောက်ထဲသွားစားမိတရားလဲကျမ၏အမားအမားဆုံးကတော့မောင်ကိုဘလို့မှမိမရမုံမရခြင်းပင်တည်းနောက်ထပ်အခန်းဆက်တွေကိုလည်းဆက်လက်ဖျက်ပြပေးသွားမှာမို့လို့ထို့ညာပြည်သက်များအားလုံးပဲစောင့်မျှော်အားပေးကြပါဦးရှင်